ဟုတ်လားအဲ့တော့တံဝေခသည်ဝရိယရဲ့ဘာလဲအနေဆုံးအကြောင်းဟုတ်လားတံဝေခဆိုတာဘာလဲဉာဏ်နဲ့ရှင်သောထိတ်လန့်မှု ဟုတ်လားသဟုတ်တပမျက်ညာနာဖြင့်ဆိုဟုတ်လားမဂ္ဂဒေဝထဲမှာလာနော်ဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုအဲ့ဒီဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုဆိုတဲ့တံဝေခကိုရကျင်တယ်ဆိုလို့ရှိရင်တဲ့တံဝေခဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုစဉ်းစားဆင်ခြင်ပေးဖို့လိုတယ်တဲ့ဟုတ် ဝိရိယရှိဖို့အတွက်တံဝေကရှိရမယ်တံဝေကကိုရဖို့အတွက်တံဝေကဖြစ်เสียအကြောင်းတရားတွေကိုစဉ်းစားဆင်ခြင်ပေးရမယ်တံဝေကဖြစ်เสียအကြောင်းတရားကို၈မျိုးဆိုပြီးတော့ကျမ်းဂန်လေးထဲမှာပြောထားတယ်အဲ့ဒါကိုဦးဇင်းတို့တံဝေကဝတ္ထု၈မျိုးလို့လည်းပဲဆိုတယ်ပေါ့ဦးဇင်းတို့မင်းတို့မင်းကြီးလက်ထက်ကတခိဏယာမဘုရားကြီးဆိုဘုရားကြီးရေးထားတယ်တံဝေကဝတ္ထုဒီပနီဆိုအစာအုပ်ကြီးရှိတယ် 现在单位干物主，单位干押金也涨的呀，血 <noise>。